665ဆိုတဲ့ကဏ္ဍတကွက်ကောင်းဆုံးအဲ့ဒီကဏ္ဍဒီဘွယ်နည်းနည်းစိတ်ဝင်စားတယ်နော်ပြီးခဲ့တဲ့ဘွယ်ကကျွန်တော်ကြိုပြောပါတယ်665ဒီဘွယ်ဖမ်းတာလို့နော်ပြီးခဲ့တဲ့ဘွယ်လည်းကြိုပြရတာလေအဲ့တော့ဒီဘွယ်မှာဘူပရိတ်နည်းနည်းကြိုက်လို့ကစားမယ်ကျွန်တော်တို့ပြီးခဲ့တဲ့ဘွယ်ကကျွန်တော်ပြခဲ့တဲ့ဒီထိတ်တူထိတ်နော်ထိတ်တူထိတ်3000ထောင်းတယ်ဒီဘက်မှာသူက938ခွနော် ား3 8ဆိုတာရှိတယ်သူ့ရဲ့အောက်ဆောင်မှာထိတူထိတူခွာတယ်သူ့ရဲ့ဘေးမှာ43နောက်တွဲ3ခွန်ခွန်ထောက်ကိုခါအမီးပြတာတယ်อืมအဲ695ဆိုတဲ့ခဏအဲ့ကောင်မစိုးဘူးဒါဆိုရင်ဒုတိယကကျွန်တော်တို့ဒီမှာ938ဖြစ်ပြီပေါ့နော်938ဖြစ်ထားတာအဲ့ဒါလေးရှိတယ် သူ့ရဲ့အဆောင်တစ်နှစ်ကျော်မှထိတ်တူထိတ်လို့ကြတယ်သူ့ဘေးမှာ93နောက်တွဲ3000ထောင်းအဲနော်ပြီးခဲ့တဲ့ပွဲရှစ်ခါလေးဒီရတော့ထောက်လိုက်တာပဲအခုကျွန်တော်တို့ဒီမှာ938သူ့ရဲ့ဆောင်မှာထိတ်တူထိတ်ဘေးမှာ36နောက်တွဲ3000ထောင်းထည့်သွားပြီအကုန်လုံးအတူအောက်မှာပြီးခဲ့တဲ့ပွဲကကျွန်တော်ပြောခဲ့တယ်3000ထောင်းနဲ့ဒီ3နောက်ပိတ်ကခါးဝင်တယ်နော် တခါဒီမှာသုံးခွင့်ဝင်ထောင်နေဒီသုံးနောက်ပိတ်ကခါဝင်နေနော်အဲ့ဒါပြီးခဲ့တဲ့ဘွယ်ကသုံးခွင့်ဝင်ထောင်ပြီးတော့ဒီရှစ်ကဒီဘွယ်ကိုခါဝင်မှာလို့ဆိုကျွန်တော်က6ရှစ်ခွန်းဆိုပြီးကျွန်တော်ကအရာထုတ်တာဟုတ်နော်6ရှစ်ခွန်းတို့9ရှစ်4တို့ပြန်ရတွေထုတ်တာအဲ့ဒီမှာကျွန်တော်မွေးကနန်းပြီးခဲ့မယ်နော်ကျွန်တော်မွေးကနန်းပြီးခဲ့မယ်ဆိုတော့နံပါတ်1တစ်ချက်ကအဲ့ဒီ3ခွန်းခွန်းလို့ ထောင်တဲ့နှစ်ထဲမှာသုံးခုခုလို့ထောင်တဲ့နှစ်ထဲမှာတဲ့3 4 5ဆိုတဲ့ကဏ္ဍတစ်ခွက်ကเนาะအဲ့ဒီ5 4 4ဆိုတဲ့ကဏ္ဍရဲ့အောက်မှာထွက်တယ်သူကသုံးပရိတ်အောက်ထွက်တာလားဒါမှမဟုတ်ဘူးဆိုရင်အဲ့ဒီကဏ္ဍဒီအရှိ3နှစ်ကျော်လာပေါက်တဲ့ကဏ္ဍ5 4 4 ငါးလေးလေးသုံးနှစ်ကျော်ကနေလာပေါက်တယ်သူ့ရဲ့အောက်မှာငါးလေးသုံးဆိုတဲ့စီနီယာကနေအော်တိုလိုက်ထွက်တယ်ဒါဆိုရင်ဒီမှာသုံးခွန်ထောင်ပြီအဲ့ဒီနေ့ထဲမှာငါးလေးသုံးဆိုတဲ့ကနေကအော်တိုလိုက်ထွက်ပြီမထွက်ခင်သူ့အပေါ်မှာထွက်တဲ့ကနေဒီအရှိသုံးနှစ်ကျော်ကနော်ငါးတစ်ခွန်ဆိုတဲ့ကနေအရင်ထွက်တယ်ထွက်ပြီးမှသူ့ရဲ့အောက်မှာအဲ့ဒီကနေလိုက်အဲ့တော့သူက၄ခါကနေ၅ခါကနေပေါ့ဗျာနော်သူထွက်တယ်အောက်မှာ အဲ့ဒီနှစ်ထဲမှာကျွန်တော်တို့6ခါကဏ္ဍအဲ့ဒီ6နှစ်တည်းဆိုတဲ့ကဏ္ဍကြီးများ3နှစ်ကျော်ပေါက်ခဲ့ရင်သူ့ရဲ့အောက်မှာနော်6နှစ်တည်းပေါက်ခဲ့ရင်6ခါနဲ့ပေါက်ခဲ့ရင်သူ့ရဲ့အောက်မှာ345နော်အော်နော်345အော်မှတ်ထားနော်အဲ့တော့ကျွန်တော်တို့ဒီနေရာမှာသူက တုံညပရိတ်၃ထိပ်နော်တုံညပရိတ်၃ထိပ်၃ထိပ်ရဲ့ဆောင်မှာ၄ပရိတ်လို့ရိုက်ပြီးမှသူ့အောက်ကခံတယ်၃နှစ်ကျော်ပေါ့တုံညပရိတ်ပြီးတော့ဒီမှာ၉ပရိတ်၃ထိပ်လို့ရိုက်တယ်ဒီမှာ၄ပရိတ်ပုံတွေရိုက်တယ်အဲ့ဒီ၄ပရိတ်အောက်ကခံတယ်၃နှစ်ကျော်ပေါ့သူ့အောက်မှာ၃၄၅ပေါ့နော် အဲအခုဒီမှာရှစ်ပရိတ်၃ထိတ်လို့ရိုက်တယ်သူ့ဆောင်းမှာပရိတ်၄လို့တဲ့အဲ့ဒီပရိတ်၄ရဲ့အောက်ကကနေ116ဒီနှစ်ထဲမှာဒီနှစ်ထဲမှာ116ဆိုတဲ့ကနေ6ခါနဲ့ထွက်ခဲ့ရင် သူ့အောက်မှာ345ဩနော်ဟုတ်ဒါနောက်တစ်ချက်ကကျွန်တော်ပြောခဲ့တယ်ဒီ938ခွေတယ် ်3 3ခွန်ထောင်းတယ်3 3ခွန်ထောင်းလိုက်တဲ့ဘေးမှာထဲတူထဲတူရိုက်တယ်အဲ့ဒီရိုက်တဲ့6 6 8ဆိုတဲ့ခဏ3လုံးပေါင်း6အဲ့ဒီ6 6 8ကအဲ့ဒီနေ့ထဲမှာလိုက်ထွက်တယ်နော်6 6 8ဒါဆိုရင်ဒီမှာ9 3 8ခွေတယ်ထဲဒီနှလုံးတူတယ်3ခွန်ခွန်လို့ထောင်းတယ်သူ့ဘေးကကဏ္ဍအဲ့ထဲဒီနှလုံးထောင်းထားတဲ့ 339 3000ပေါင်းချင်း9လို့ဖြစ်တဲ့ခဏ339အဲ့ဒီနှစ်ထဲမှာ933လို့လိုက်ထွက်တယ်เนาะအခုကျွန်တော်တို့ဒီမှာ938လို့ခွေတယ်ထဲတူထဲလို့ရိုက်တယ်ခွန်33လို့ထောင်တယ်အဲ့တော့သူ့ရဲ့ဘေးမှာရှိတဲ့ခဏ662နှစ်ဆိုတဲ့ခဏဒီနှစ်ထဲမှာငွေရเนาะအဲတိုက်ကောင်းကငွေဆိုင်เนาะ 6နှစ်တက်ကမွေးဆိုင်6နှစ်တက်ထွက်ရင်သူအောက်မှာ435ထိုးဒီပွဲမှာလဲထိုးရတယ်435เนาะဒီပွဲမှာလဲမှု435ထွက်ဆိုင်တွေရှိတယ်အဲ့တော့6နှစ်တက်345 66နှစ်မွေးနော်ဟုတ်ပြီအဲ့ဒါလေးလာပြောတာအဲ့ဒီ site ကိုတည်တည်ချာချာပြန်ကြည့်ပြန်စစ်အချိန်ရေဝယ်ကိုဖမ်းကြည့်လို့ရရင်ဖမ်းနော်ဟုတ်ပြီနော်ဖမ်းမရရင်တော့မွေးပေါ့ဒါပဲရှိတယ်အဲ့တော့ကျွန်တော်လောလောလိုက်အောင်မယ်နော်အလုံးမပြေးသေးဘူး အားလုံးပဲအောင်ရပါအောင်မြင်ရပါစေเนาะ